မဲဆောက်မြို့အခြေဆိုင်ကလေးနဲ့အမျိုးသမီးလူမှုစောင့်ရှောက်ရေးအဖွဲ့ Soul Foundation စတင်ကြောင်းရဲ့2024-2025ပညာသင်နဲ့ဂျီဒီသင်တန်းအောက်လက်မှတ်ပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။မောင်တူပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မဲဆောက်မြို့မှာကလေးငယ်တွေနဲ့အမျိုးသမီးတွေကိုကူညီစောင့်ရှောက်မှုတွေပေးနေတဲ့ Soul စတင်ကြောင်းမှာ GED တန်းအောင်ခဲ့တဲ့ចောင်းသူចောင်းသား34ယောက်ကိုအောက်လက်မှတ်ပေးပွဲပြုလုပ်ခဲ့ကြတာပါ။ အဓိကကတော့ကျမတို့ကလေးတွေအတွက်ပေါ့နော် graduation ပွဲလုပ်တာပါ။အကြောင်းသားအကြောင်းသူ34ယောက်အတွက်ပေါ့နော်။ဟောကြီးဒီအောင်လက်မှတ်ပေးပွဲဖြစ်ပါလိမ့်ကျ။အော်အဓိကကတော့ဒီကလေးတွေကဒီတိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေဖြစ်ကြပါလေ။ကျမတို့ရဲ့အတန်းပြန်လဲပြောင်းရေးကိစ္စတွေမှာအဓိက ပါဝင်နိုင်မယ်လို့ယူဆပါတယ်ဆိုတော့အဲကျမတို့ဒီတိုင်းပြည်ကဟိုပေါင်းများစွာအဲဒီဒီရေးစစ်တံတော့တဘာဝဘေးတံတွေရောပြုတ်ရပါတယ်အဲ့အတွက်ပေါ့နော်ဒီကျမတို့ကလေးငယ်တွေကအာပြောရမယ်ဆိုရင်ဒီတိုင်းပြည်ရဲ့ကျန်တဲ့ထူထောင်ရေးဌာနတွေမှာအဓိကပါဝင်နိုင်လိမ့်မယ်လို့ကျမအနေနဲ့ယူဆပါတယ်ဆိုတော့ ကလေးငယ်တွေနဲ့အမျိုးသမီးတွေကိုကူညီဆောက်ရှောက်မှုတွေပေးနေတဲ့စောအဖွဲ့ကိုအမျိုးသမီးနဲ့ကလေးဆောက်ရှောက်ရေးအကူအညီပေးရေးပညာပေးရေးစတဲ့ရည်ရွယ်ချက်တွေနဲ့တက္ကသိုလ်2000မှာစတင်ဖွဲ့စည်းထားခဲ့တာ25နှစ်ရှိသွားခဲ့ပါပြီ။ အာကျွန်မတို့ကအမျိုးသမီးနဲ့ကလေးငယ်တွေကိုစောက်စောက်နေတဲ့အဖွဲ့ဖြစ်တယ်။အဆက်ထဲမှာပဲပညာရေးကျန်းမာရေးကိစ္စတွေကိုလုပ်နေတဲ့အဖွဲ့ဖြစ်တဲ့အတွက်ပေါ့နော်။အာကျွန်မတို့ကအာဆက်ပြီးတော့ပေါ့နော်လုပ်ဖို့အတွက်အဲလုပ်သွားအောင်ပါပဲပေါ့နော်။အခုဆိုရင်ကျွန်မတို့အဲ့လိုလုပ်ငန်းတွေလုပ်တာ25နှစ်ရှိပါပြီရှင်။အဲ့ဒီအခါကျတော့ကျွန်မတို့ဟိုရှေ့ဆက်ပြီးတော့အာလုပ်ဖို့တွေကအများကြီးလိုအပ်နေသေးပါတယ်။ကျွန်မတို့တိုင်းပြည်ရဲ့အခြေအနေကကျွန်မတို့ကရှေ့ဆက်ပြီးလုပ်ဖို့တွေလိုအပ်နေသေးပါတယ်ရှင်။ ီးကတော့ဂျီရီပြီးသွားတာပေါ့နော်အဲ့တော့စာတီဖီကေရမှာဆိုတော့အရင်ပြုတ်သွားအော်ဒီဟာပြီးသွားဆိုတော့တက်တက်နိုင်သလားပေါ့ကလေးကိုစတင်ပေးရတော့ဘာပညာဒါနကို sharing လုပ်ပြီးတင်ပါတယ်ခုဆိုကိုမြန်မာနိုင်ငံကလေတိတ်ပြီးတော့အခြေအနေမကောင်းဘောအဲ့ကိုနိုင်ငံကိုလည်းပြန်ကြည့်မယ်ဒါပေမဲ့ကိုနိုင်ငံမှာပညာလုံးလဲလဲသင်ခွင့်ရတဲ့တည်းဒီဘက်မှာသာပြောပညာရှာပြီးတော့ကိုနိုင်ငံအတွက်အချိန်မှအကျိုးပြုဖို့မှတ်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီပြီးရင်တော့တက်ကူတက်မယ်တက်ကူတက်ပြီး အဲ့တော့လုတ်ပြီးတော့နိုင်ငံတော်တော့ပြန်ပြီးတော့တုံ့ပြုမယ်လို့ပို့ဖို့ကြိုကြည့်ထားတယ်မနက်ကမှပိုက်ဖြစ်နေလို့ဆိုတော့ဒီအားကြီးကြတဲ့အချိန်နဲ့ကျွန်တော်တို့အခုစစ်ပေးတွေဖြစ်နေလို့ဆိုတော့ကျွန်တော်တို့မလုံခြုံလို့ခံစားလို့ပါမလုံခြုံလို့ခံစားလို့ကျွန်တော်တို့ဒီကနေ့ကျောင်းထားရတာပါ အာပထမဆုံးကတော့ကျမတို့နိုင်ငံအတွက်ပေါ့နော်ကျမတို့နိုင်ငံအတွက်ဟိုဒီလိုမျိုးအလူငယ်လေးတွေအတွက်အရင်အခွင့်အောင်းလေးတွေလိုချင်တယ်လေအဲ့လိုမျိုးလေးအအထူးကတော့ကျမတို့ကျမတို့နိုင်ငံအတွက်အများကြီးလိုအပ်တယ်လို့ထင်တယ်အခုလို GD တင်နန်းအောင်လက်မပေးပွဲပြုလုပ်ခဲ့ရာ Soul Foundation ကနေ GD ဒန်းပါဝင် စာတင်တန်းတွေဖွင့်လှစ်ထားပြီး CDN ចောင်းသားတွေရွှေပြောင်းចောင်းသားတွေ တက်ရောက်နေကြပါ रे ခမညာကျွန်တော်မောင်တူပါ Thank you.